ဒီလောင်ရဲ့တံမိုးကအရန်ဥမမြင်ပါပြီကျွန်တော်ရဲ့အသက်နဲ့အလေးလက်လို့ဖို့အတွက်လုံလောပါတယ်လူချင်းရံကပြောပြီးအလောင်းကိုဝန်လင်းစီကိုဖြူပြလိုက်ပါတယ်မီလောင်ကအရန်ဥမြန်ပြီးဝန်လင်းရဲ့နားကိုချက်ချင်းပဲရောက်လာပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီးတော့ဆုတင်ပါတယ်ဒူဝါရင်းရဲ့နီးကပ်လာတဲ့အခါမျိုးလုံးလေးကိုရုတ်တရက်ဖင်လိုက်ပြီး YouTube ရဲ့အလင်းရောင်တစ်ခုကထွက်ပေါ်လာပါတယ်လူချင်းရံရဲ့မျက်နှာမူရာကလည်းရက်ဆက်ကြမ်းကြုတ်လာပြီးသူက ပေါက်ကွဲသူကအော်လိုက်ပါတယ်မိဝင်းညင်အလောင်းကလည်းပြုတ်ကွဲသွားပါတယ်အစွမ်းကဟင်းတာပရာချိုးကိုမထိခိုက်ပါဘူးအလုံးကထုံနေရာလေးတွေမှာနေပိတ်မိနေပါတယ်ဒီလိုနည်းနဲ့ပဲသူ့ရဲ့အစွမ်းကအပြေအဝပြတ်သားနိုင်ပါတယ်မြုံနိုင်ဆရာမိရောက်တွေကကောင်းကင်ထဲကိုတိုးဝင်ပြီးပြန့်နှံ့သွားပါတယ်ချက်ချင်းပဲမိုးတိတ်နေရာပျောက်ကွက်သွားပြီးကောင်းကင်မှာအကွဲချောင်းနေရာပေါ်လာပါတယ်ထုံမိတော့ကရံအုံးမှာအကောင်လုံးကိုတာရှန်ကလည်းဆုတ်ခွာသွားပါတယ်ခေါင်းကြီးကောင်လေးရဲ့မျက်နှာကတော့ဖျော့ဖျော့သွားပြီးနောက်ကိုဆုတ်သွားပါတယ်မိဝင်းညင်အလောင်းကသူ့ရဲ့ရှေ့မှာပြုတ်ကွဲခဲရင်သူကလွံ့မြောက်နိုင်မှာမဟုတ်ဘူးဆိုတာသူကသိပါတယ်လူချင်းကအာနေချက် ှိနေတဲ့အချိန်မှာတိုက်ခိုက်ရမယ်လို့သူကဘယ်တော့မှမထင်ခဲ့ပါဘူး။ခေါင်းကြီးကောင်လေးရထိုးရမဟာမိတ်ကြီးညံသူတွေအပေါ်နှဆိုင်တဲ့အထင်ကြီးမှုကိုရရှိခဲ့တဲ့ပထမအဆုံးအချိန်မှာယူသူရဲရေတန်ကလူချင်းရစီကနေထွက်လာပြီးသူ့ရဲ့ရဆက်ကြံကြုတ်တဲ့ပုံရင်ကလည်းလက်ခဏဖြတ်ပြေးသွားကောင်းကင်ထဲကိုတက်တက်ကျသွားပါတယ်။သူ့ရဲ့ဇိုင်းနဲ့ဆိုရင်သူကသဘောအတိုင်းနှိမ့်နိုင်ပါလိမ့်မယ်။ သူလှုပ်ခဲ့တဲ့ရာအလုံးကထိုးချိန်အတွက်အခြားသူတွေကိုရှုတ်ထင်းအောင်လှုပ်ဖို့အတွက်တတိရှိရှိနဲ့လှုပ်ခဲ့တာပါမိဝင်းရဲ့အလောင်းပြုတ်ခွဲမှုကပြန့်နှံ့သွားရင်တော့ဂျိုးထိခိုက်မှာမဟုတ်ပါဘူးဒိုဝါရင်အဆောင်ကိုစူးစီးရင်တော့ဂျိုးထိခိုက်ဖို့အတွက်မလွန်လောက်ပေမဲ့သူနဲ့အဆင့်တူတဲ့ချင်းညံ့မှုအဆင့်ရှိတဲ့ဘသူကမှမခံနိုင်ဘူးလို့သူကယုံကြည်ပါတယ်မိဝင်းရဲ့အလောင်းကိုဆုံးရှုံးရတာနာကျင်ပေမဲ့လေဟာနဲ့ကွညွန့်ချင်းကိုတုံးနိုင်တယ်ဒုတိယအဆင့်ညှင်းသူတယောက်ကိုဖျက်ဆီးဖို့အတွက်တုံးရတာတန်တယ်အဲ့လူကသာတည်ဆုံးသွားရင်ကျန်တဲ့နှစ်ယောက်ကငေါ့မဖမ်းနိုင်ဘူး လူချင်းရကရင်မောရင်ကောင်းငိတ်သေးကိုတက်တက်ဥတီသွားပါတယ်အလောင်းကိုင်းကိုအမျက်ဆုံးသွားပြီးခန္ဓာတစ်ခုကိုရွေးချယ်ဖို့အတွက်သူကစီစဉ်လာပါတယ်ဒုခမ်းမအရှင်တွေကိုတော့လစားချီဖို့အတွက်သူကရည်ရွယ်ထားပါတယ်မင်းရောမလို့မြောက်နိုင်ဘူးအေးဆက်ပြီးရက်စက်တဲ့အတန်ကလူချင်းရရဲ့နားထဲကိုရောက်တဲ့အခါအေးဆက်တဲ့လေတစ်ချက်လိုပဲသူ့ရဲ့ခန္ဓာကိုယ်ကတွန်းသွားပြီးမျက်လုံးနဲ့ရမြုံချိနိုင်စရာအမူအရာတွေနဲ့ပြင်းထန်နေပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကလည်းရပ်တန့်သွားပါတယ်ဝလင်ရဲ့ပုံရင်ကလူချင်းရရဲ့အရှင်မှာပေါ်လာပါတယ်သူ့ရဲ့မျက်နှာကလည်းတင်းကျင်နေပြီးဒဏ်ရာလုံးတရားမှမတွေ့ရပါဘူး မိဘပုံရင်ကဝင်လင်းရဲ့ပက်လေကနေဖြည်းဖြည်းချင်းပြက်ကွက်သွားပါရင်လူချင်းရဲ့တယောက်ထဲရောက်မြုံနိုင်အောင်ဖြစ်နေရမို့ပေါ့ကိုအဝေးကခေါင်းကြီးကောင်လေးရပါဗဇက်အဟုံးသားနဲ့အန်အဲတင်းနေပါရင်ဝင်လင်းကတော့တယ်ဆိုတော့သူကသိပြင်မဲ့ဒိုင်းရတစုံတရာမရှိပဲလွမြောက်နိုင်မယ်လို့တော့မထင်တော့ပါဘူးဝင်လင်းကိုစန့်ကျင်ဖို့အတွက်သူကမလိုရတော့ပါဘူးယခုဆိုရင်သူကဝင်လင်းကိုပို့ပြီးတော့တော့မှကြောင်းမိနေပါပြီဝင်လင်းကလူချင်းကိုအစ်ဆက်ဆောင်နဲ့ကြည့်ပြီးခြေတလန်းတိုးလိုက်တာနဲ့ပြက်ကွက်သွားပါရင်လူချင်းရန်ကလည်းထိတ်လန့်ပြီးကျင်းရသူမိတ်ဆွေဒါကအထင်လွဲမှုပါအထင်လွဲမှုပါ ဒီတစ်ခါတော့ကျွန်တော်ရဲ့အသက်နဲ့လဲလဲဖို့အတွက်ယတနာတစ်ခုကိုပေးရပါမယ်ကျွန်တော်မှာ သူကစိုးရင်ကြီးနဲ့ပြောလိုက်ပါတယ်သူ့ရဲ့စကားကမဆုံးခင်မှာပဲလူချင်းရံကလှည့်ပြီးတဲ့အချိန်မှာဝလင်ရဲ့ပုံရင်ကသူ့ရဲ့နောက်မှာပေါ်လာပါတယ်ဝလင်ရဲ့လက်ချောင်းတစ်ခုစလုံးမှာကောင်းကင်မူကြိုးတွေကပေါ်ဝင်နေပါတယ်ကောင်းကင်မှာမူကြိုးတွေကကြိမ်းကြိမ်းနဲ့မြှင်နေပြီးလူချင်းရံရဲ့ကြောရိုးအလေဘဟုဖိချလိုက်ပါတယ်အတန်ကျဲကြီးရတယ်ပေါ်ထွက်လာပြီးလူချင်းရံကလွတ်ဆင်သွားပါတယ်သူ့ရဲ့မျက်နှာကလည်းဖြဖြောနေပြီးခန္ဓာကိုယ်ကမကြုံးမနေတော့ပဲအရှင်ဟုန်နဲ့ပြက်ကွက်သွားပါတယ်ဝလင်ကလူချင်းရဲ့အကုတ်ကိုရှင်းလင်းမြင်နေပါတယ်မဟာမိတ်ချစ်ဆုစနစ်မှာကြီးပင်းလာတဲ့ဝလင်ကထုကဲ့သို့အကွက်ရဲ့အများကြီးကိုမြင်ခဲ့မှုပါတယ်လူချင်းရံကို သာယုံမယ်ဆိုရင်သူကဝင်လင်းဖြစ်မှာမဟုတ်ပါဘူးလူချင်းရကမိဝင်းရဲ့အလောင်းကိုထုတ်လိုက်တဲ့အချိန်မှာဝင်လင်းကတခုခုမှားနေရဲ့ဆိုတာသတိထားမိပြီးရှေးအောင်နှဖေးကမိဖို့အသက်သွင်းလိုက်ပါတယ် မိဝင်းရဲ့အလောင်းကပြုတ်ခွဲသွားတဲ့အချိန်မှာစီယောင်းနဲ့ဖျားမိဖို့နဲ့အရာအလုံးကိုအလွယ်တကူနဲ့ဆောင်လွှဲနိုင်ခဲ့ပါတယ်။လူချင်းရဲ့ကိုထိုးခွင့်ရို့ပေးဖို့ဝန်လင်းမှအကြောင်းပြချက်ကရှိပါတယ်။အလောင်းကရဲ့ဒုခံမသခင်အနေနဲ့လူချင်းရဲ့မှာအသက်ကနီလန်းနေရာရှိရမယ်ဆိုတာသူကသိပါတယ်။ဝန်လင်းကတိုက်ခိုက်မဲ့ဆိုရင်တိုက်ပွဲအတွင်းဒဏ်ရာမရပဲထိုးလူကိုတတ်ဖို့ဆိုတာခက်ခဲပါလိမ့်မယ်။ထို့ကြောင့်ဝန်လင်းကလူချင်းရဲ့ကသူ့ရဲ့နောက်ဆုံးလက်နက်ကိုအသုံးပြုတဲ့အထိစောင့်နေလိုက်ပါတယ်။လူချင်းရဲ့ကသူ့ရဲ့နောက်ဆုံးလက်နက်ကိုအသုံးပြုတဲ့အချိန်ကသူကတည်ဆုံရမယ့်အချိန်မှာတကယ်တော့အရာအလုံးကဝန်လင်းကထင်ထားတဲ့အတိုင်းပါပဲ။ဒီတစ် ခါမှသူကဘာမှမထိန်ချိုးတော့ပါဘူးတိုက်ခိုက်ပြီးရင်တော့ကဘာနဲ့ပြန်လည်ပေါင်းစင်းပြီးလူချင်းရဲ့စီကိုဓာတ်ရဲတွုံးဝင်သွားပါတယ်လူချင်းရဲ့ကလည်းရန်ဦးမှာပါနေပါတယ်သူ့ရဲ့မူလာဝဉဉာဏ်ကပြက်ကွက်သွားတဲ့အချိန်မှာဝလင်းကဘာတွင်းနေလဲဆိုတော့သဘောပေါက်ပြီးခါတိစွာနဲ့ပြုံးလိုက်ပါတယ်သူ့ရဲ့လုံရက်တွေအတွက်သူကနှောင်နှိုင်းရနေပါတယ်ဝလင်းရဲ့ပုံရင်းကလည်းထပ်ပေါက်လာပြီးညုံနဲ့ထိုးလိုက်တာနဲ့မူချိုးတွေအများကြီးကထွက်လာပါတယ်ကောင်းကင်းမှာမူချိုးတွေကတကြင်ကြင်နဲ့မြည်ဟင်းနေပြီးလူချင်းရဲ့စီကိုမူချိုးတွေကချဆင်းလာပါတယ်ပြီးတော့ဝလင်းရဲ့လက်ချောင်းတွေကလူချင်းရဲ့စီကိုစလိုက်ကိုကြောက်နေပါတယ်လက်ချောင်းတစ်ချောင်းချင်းစီကလူချင်းရဲ့ ဲ့မူလဝိညာဉ်ကိုပြုကွယ်လုပ်နေပါဖြစ်စေပြီးဇရိုက်ကိုစွတ်ခွာသွားစေပါရင်လူမျိုးဖို့အတွက်မျိုးလုံးချင်းမရှိတော့ဘူးမြင်တော့လူချင်းရဲ့မျိုးလုံးတွေမှာရဆက်ကြံကြုတ်တဲ့အမှုရာတွေကပေါ်လာပြီးငါ့ကိုတတ်ချင်ငါနဲ့အတူမိမသိလိုက်သူကအဟိလိုက်ပါတယ်လူချင်းရဲ့မျိုးလုံးတွေကယူသွမှုတွေနဲ့သူ့ကိုယ်သူဖျက်ဆီးဖို့အတွက်ယူချက်လိုက်ပါတယ်သူရာသူ့ရဲ့မူလဝိညာဉ်တစ်ခုလုံးမဟုတ်ပါဘူးသူ့ရဲ့ပါဏမှုနဲ့အန်ရရှိတဲ့အန်ရချားကနေလွမြောက်ဖို့အတွက်မူလဝိညာဉ်အစိပ်ပိုင်းတစ်ခုကိုခွဲထားပါတယ်ယခုချိန်မှာသူကအားလုံးကိုဆွန့်လွတ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ် ထိုမူလဝိညာဉ်ဟာဖြစ်စည်းတဲ့အချိန်ဝါတွေထွက်လာပါတယ်သူရဲ့နာမှာကျောင်းမဖွဲ့ရအမူအရာတွေနဲ့ပတ်ကွဲတော့ပါမယ်နိမ့်မဲ့အမြင်ကိုကြီးညင်းသူတရားဝဲကိုကိုကိုဖောက်ခဲမှုကမိဝိညာဉ်အလောင်းထက်အများကြီးကိုပို့ပြီးတော့မှအဆွမ်းထက်ပါတယ်သူကားသားတစ်ချိန်ပောက်ခွဲရင်ဟင်းသာဗရာချိုဟာပြုတ်ကွဲသွားပါလိမ့်မယ်ရွေးချယ်ခံရတဲ့အနေငယ်မှလွယ်လို့ဂျိုးပေါ်ကတရှိအလုံးကတည်ဆောင်ရပါလိမ့်မယ်ကြီးညင်းချင်းဂျိုးတလင်းကျောက်ပေါ်တေးအောင်မှုကမြင်နိုင်လောက်အောင်ပါပဲထိုရာဝလင်ကချက်ချင်းမတိုက်ခိုင်းရင်စိုးရင်ရတဲ့အချက်တွေပါ လူချင်းရကပောက်ခွဲဖို့ရွေးချယ်လိုက်တော့မြင်တော့ဝလင်ကတင်းငိမ့်စွာနဲ့ကောင်းကင်ဤပညာ ရက်သူကညင်သာစွာနဲ့ပြောလိုက်ပါတယ်ချက်ချင်းပဲရက်တက်နီပညာကလည်းပေါ်လာပါတယ်ချင်းရွှေရဲ့ကုန်းငင်မူလဆွမ်းရည်နဲ့ပေါင်းစလိုက်တဲ့အခါထိုနီပညာပို့ပြီးတော့အစမ်းတုပ်လာပါတယ်ပေါက်ကွဲတော့မဲ့လူချင်းရဲ့မူလဝဉဉ်ကလည်းတဏျာထဲမှာရက်တန်သွားပါတယ်ဝလင်းကလူချင်းရဲ့မူလဝဉဉ်ရှိမှပေါ်လာပြီးစုတ်ကန့်လိုက်တာနဲ့သူ့ရဲ့ခြေအောက်မှာလှိုင်းနေရပေါ်လာကချက်ချင်းပဲပြောက်ကွယ်သွားပါတယ်မဟာမေးကျစုစနစ်ထဲကဟင်းသားပရာဂျုံနဲ့ဝေးတဲ့တဏျာမှာလှိုင်းနေရပေါ်လာပြီးဝလင်းကပေါ်လာပါတယ်သူကလူချင်းရဲ့မူလဝဉဉ်ကိုချက်ချင်းပဲကန့်သက်ချက်တွေအများကြီးချမှတ်လိုက်ပါတယ် ပြီးတော့သူ့ရဲ့ဖယ်လန်းနဲ့လူချင်းရဲ့မူလဝင်းညင်ကိုရဲဆန်းနဲ့ရိုက်ချလိုက်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ထဲကနေမူလဆွမ်းအိတ်ကလည်းထွက်လာပြီးလူချင်းရဲ့မူလဝင်းညင်ကိုတုံလုံးစေပါတယ်။ထို့ကြောင့်လူချင်းရဲ့မူလဝင်းညင်ထဲကထွက်လာတဲ့ဖြက်စီးတဲ့အချိန်မှတွေကလည်းချက်ချင်းပဲပြတ်ကွက်သွားပါတယ်။မူလဝင်းညင်ရဲ့ကိုယ့်ကိုယ်ဖြက်စီးမှုကလုံးဝရပ်တန့်သွားအောင်မေးမတွနိုင်တဲ့ကန့်သက်ချက်တွေကိုချမှတ်ပြီးရတော့ဝလင်းကမူလဝင်းညင်ကိုသူ့ရဲ့တုံတော်အိတ်ထဲကိုပြစ်ထည့်လိုက်ပါတယ်။ပြီးတော့သူ့ခြေအောက်မှာလိုင်းနီယာပေါ်လာကသူကကောင်းကင်ထဲကိုပြတ်ကွက်သွားပါတယ်။ ခေါင်းကြီးကောင်လေးရဲ့မျက်လုံးလေးကလည်းကျဉ်းသွားပြီးဝင်လင်းပေါ့ကြောင်းမူကပို့ပြီးတော့ပြင်ထန်လာပါတယ်ပြိုကွဲနေတဲ့နိဗ္ဗာန်အမြင်ကိုကြီးညံ့သူရဲ့မူလဝဉ္ဇဉ်ကိုရင်ဆိုင်ရရင်တူးတွန်းအောင်ဒီလောက်ထိလူလဲကူကိုမကင်တွင်နိုင်ဘူးဆိုတာသူကသိပါတယ်ပေါ်ဆာလိုက်ရင်ဒိုင်ယန်တော်ရပ်သွားနိုင်ပါတယ်အထူးသဖြင့်လူချင်းရကကိုကိုဖျက်ဆီးဖို့ရွေးချယ်လိုက်တဲ့အခါခေါင်းကြီးကောင်လေးရဲ့ဥယျာပြားတင်းသွားပါတယ်တို့ရတဲ့သူကိုပို့ပြီးတော့အန်အသေးစေတာဝင်လင်းရဲ့အစ်စ်တင်ငင်းရဲ့အမှုရပါအရာအလုံးကသူ့ရဲ့အစဉ်တိုင်းပဲဖြစ်နေသလိုပါပဲဝင်လင်းရဲ့လှုပ်ဆောင်ချက်ကအရန်အောင်မှခြုံဝဲပြီးမူလဝဉ္ဇဉ်ကိုသူကယူသွားပါတယ် ်ထိုအရာအလုံးကခေါင်းကြီးကောင်လေးကိုအန်းသိစေပါရင်ယခုချိန်မှာသူကဝင်လင်းကိုအမှန်တကယ်ကိုမှလေးစားတော့ပါပြီအဲ့လူရဲ့အစီခံဖြစ်ထမ်းဆောင်ရတာငါရဲ့အဆင့်တန်းကိုမထိခိုက်စေဘူးခေါင်းကြီးကောင်လေးကအသက်ကိုရှုတင်လိုက်ပါတယ်သူ့ရဲ့ရှေ့ကကောင်းကင်မှာလှိုင်းလေးရပေါ်လာပြီးဝင်လင်းကပေါ်လာပါတယ်ဝင်လင်းကဘာမှပြောပဲမိဘကိုငုံချပြီးလေးကြီးထွက်လာခဲ့မိကြီးကလည်းတွန်းလို့သွားပြီးလေးကြီးရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကလေဟန်နဲ့တည်းကိုမြောက်တက်လာပါတယ်ယခုချိန်မှာသူကအာနေနေပါတယ်ဝင်လင်းကိုမြင်တော့သူ့ရဲ့မျက်လုံးထဲမှာကြောင်းမှုရေရောက်နေတာပေါ်ဝင်နေပါတယ်သူကစောပိုင်းရတိုက်ပွဲကိုကြည့်နေခ ဲတာပါဝန်လင်းရဲ့ထူးဆန်းတဲ့ဤပညာနဲ့အမြဲတမ်းအေးဆေးတည်ငြိမ်တဲ့အမူအရာကြောင့်သူကအလုံးဝမှအန်းတင်းနေပါတယ်သူကထိုနေရာမှာချက်ပြီးလေကြီးရရှင်းကိုဂါရဝပြုပါတယ်သူက လေးစားနဲ့ပြောလိုက်ပါတယ်အခုကစပြီးမင်းရငါရဲ့စီးတော့ရင်တားရဲပဲပုံကံမဲ့အတွေ့ရတာရှိမှဆိုရင်မင်းရဲ့မူလဝိညာဉ်အားပျက်စီးသွားလိမ့်မယ်ဝန်လင်းရဲ့မျက်လုံးလေးကလေကြီးပေါ်ကြောက်တဲ့အခါဒါဆွန်ရဲ့ရောင်ကြီးနှစ်ခုကသူ့ရဲ့မျက်လုံးကိုထိုးပေါက်ဝင်ရောက်လာတယ်လို့ခံစားရပါတယ်သူ့ရဲ့စိတ်ကတလုံးသွားပြီးမြန်ဆန်နဲ့ခေါင်းညှိလိုက်ပါတယ်ဝန်လင်းကသူ့ရဲ့တလုံးအဲ့ကိုပုတ်ပြီးပလင်းတလုံးကိုထုတ်ယူလိုက်ပါတယ်လေကြီးစီကို ြပေးပြီးမင်းရဲ့နှလုံးသွေးကိုထုတ်ယူပြီးတော့ဒီပလင်းထဲကိုဖြည့်လိုက်ပြောပြီးတာနဲ့ဝလင်းကရှေ့ကိုဆျောက်သွားပါတယ်တာရှန်နဲ့ခေါင်းကြီးကောင်လေးကလည်းဝလင်းရဲ့နောက်ကနေလိုက်သွားပါတယ်လေကြီးကပလင်းလုံးကိုကင်ပြီးတပင်းကိုချလိုက်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကနေပောက်ကွက်တန့်အချိုးကလည်းထွက်လာပြီးချက်ချင်းပဲချုပ်သွားပါတယ်ပေထောင်ချီအရက်ကနေပေ30ထိချုပ်သွားပြီးဝလင်းရဲ့နောက်ကနေလိုက်သွားပါတယ်တစ်ချိန်တည်းမှာပဲသူ့ရဲ့နှလုံးသားကနာကျင်လာပြီးသူ့ရဲ့နှလုံးသားကိုညာလက်နဲ့ထောက်လိုက်ပါတယ်သွေးတွေကလည်းသူ့ရဲ့နှလုံးသားကနေထွက်လာပြီးပလင်းလေးထဲကိုဝင်သွားပါတယ်ဝလင်းကထိုဘလူးနတ်ဆူမြူနတ်ဆူဘိုးဘေးကိုသူ့ရဲ့သွေးတွေကရှေးအောင်နှဖျားရဲ့ ဲ့အချိန်မှာအချို့ကြောင့်ကယ်နေခဲ့တာပါမဟာမိတ်ချက်ဆုစနစ်ကိုပြန်ဦးတဲ့အခါဝလင်ရဲ့ချင်းညံမှုစင်ရမြင်မာလာပေမဲ့သူခံစားရတဲ့အနေရကလည်းပုံများလာပါတယ်ဟင်းသားဗရာချိုမှာသူ့ရဲ့ညီပညာတွေကိုတန်းစင်ဖို့အတွက်လိုအပ်ပါတယ်ပထမအဦးဆုံးအနေနဲ့ရှီယောင်နှဖျားရဲ့ညီပညာပါထိုသွင်းတဲ့ဝလင်ကရှီယောင်နှဖျားရဲ့ညီပညာတွေကိုအသုံးပြနိုင်ပါလိမ့်မယ်မူလခန္ဓာကိုယ်ကိုပါအသုံးပြနိုင်ပါလိမ့်မယ်ယခုချိန်မှာမဟာမိတ်ချက်ဆုစနစ်ရဲ့အရှိတ်အဆုံးမှာမီးရဲ့ပင်လယ်တစ်ခုဟာရှိနေပါတယ်ထိုမီးရဲ့ပင်လယ်မှာလုံငေါ့နေရနေတဲ့ဂျိုးတလုံးကလည်းရှိပါတယ်လောင်ကျွမ်းနေတဲ့ချင်းညံမှုတစ်ခုလိုပဲမီးရောက်တွေနဲ့ဖုံးကန်းနေပါတယ် တယ်။ထိုဂျိုကတန်ရှင်းနေတဲ့တောင်ပန်နီငှက်ဂျိုလို့ခေါ်ပါတယ်။အနီးနားမှာရှိတာကျဲတလုံးရဲ့အကျဉ်းချံမှာထိုနေရာမင်းမထလိုက်တဲ့နှစ်တွေလောင်ကျွမ်းနေခဲ့သလိုပဲဝေးလန်းနေကျဲတရားနေအနီးရောက်လေးနဲ့တစ်ခုကလာနေပါတယ်။မီးငှက်ကိုစီးနေတဲ့လူငယ်ချင်းသူတယောက်ပါသူကမီးရန်ပင်လယ်ထဲကိုဝင်ပြီးပြက်ွက်သွားပါတယ်။ထိုဂျိုပေါ်မှာကောင်းကင်ကိုထိုးဖောက်နေတဲ့မြေမာတဲ့တောင်ပန်နီငှက်ရုပ်ထုကရှိပါတယ်။ရုပ်ထုကအဆုံးမရှိတဲ့အရောင်းမှပူလောင်ပြီးမီးရန်ရုပ်ထုပေါ်မှာတလက်ပိုင်းအရွယ်လူ၃ဦးကလည်းရှိပါတယ်။ပူလောင်လုံးတဲ့အပူချိန်ကြောင့်ထောင်ထဲချီတဲ့ပေကွာကနေလူငယ်တယောက်ကထွက်လာပါတယ်။ပေါ်ပေါ်လာချင်းမှပဲ ွေးတွေရတပိပိနဲ့ကြားလာပါတယ်သတင်းပို့ပါတယ် လုံးစုံအကောင်းကင်တက်တဲ့အားအနောက်ဒေသရဲ့60ရာခိုင်နှုန်းကိုသိမ်းပိုက်ထားပြီးပါပြီ။ဦးတီကျန်17ခုကနေ F-17 ကရောက်လာနေပါလေ။ခေါင်းဆောင်နေရာတော့အသစ်ခန့်ထားတဲ့ကောင်းကင်အရှင်108ဦးပါ။ဦးဆောင်နေတဲ့သူကတော့ဒူးမိုဂျိုကောင်းကင်အရှင်ရှူတင်းပါ။ခနာတာတိုက်စစ်သွားပြီးရင်တော့တောင်မန်နေငှက်ကြီးပေါ်ကတလက်ပိုင်လူကြီးကမိလိုက်ပါတယ်။ရှူမူရဲ့ရဲရုံကောရှိလာ။သူ့ရဲ့တန်ခတ်တူတူဖြစ်ပေမဲ့တဘောအတိုင်းပြောင်းလဲတယ်လို့အပူချိန်ကရုတ်တရက်မြစ်တက်သွားပါတယ်။လူငယ်ကအပူတွေအောင်မခနိုင်တော့ပဲယာနဲ့ချီတဲ့ပေကောကိုဆုတ်ခွာသွားပြီးမှအလုံးစုံကောင်းကင်မိုဂျိုအရှင်ရှူမူရဲ့တင်နေရာတော့ သိရှိရသေးပါဘူးလက်ရှိမှာတော့ရှာဖွေနေသေးပါနောက်ထပ်လူကိုကြီးတယောက်ကလည်းပြုံးလိုက်ပြီးနှစ်လတော့မပြည့်သေးဘူး60ရာခိုင်နှုန်းပဲတင်ပိုက်နိုင်သေးတယ်အလုံးစုံကောင်းကင်ကြီးညံ့သူတွေကအတော်တင်းကျပ်လာပဲနောက်ဆုံးတော့လူကိုကြီးရတင်းငိမ်စွာနဲ့ကြီးညံ့မှုမဟာမိတ်ဖဲရဲ့အစီအစဉ်ရောက်ကိုဘလို့ဖြစ်မလဲဆိုတာကြည့်ရအောင်ကောင်းကင်တခွင်ကြီးညံ့သူတွေကိုနက်နက်ရှမ်းကိုတင်ငန်းစာပေးတင်တယ်ကံမကောင်းစွာနဲ့ဧကရိကမရှိဘူးငါတို့တောင်မန်ဒီငှက်ချိုကလည်းရှိမဲ့ဆိုရင်ငါတို့ရဲ့တောင်မန်ဒီငှက်ချိုကလည်းအချိုးကျစုတွေကိုရရှိမှာ သူကပြောလိုက်ပါတယ်ဟိန္ဒဗရာချိုမှာကြီးကျယ်ခန်းထားတဲ့ဝမ်မင်းဆက်ကနန်းတော်ရဲ့ကွင်းပြင်မှာဝမ်မြူနဲ့ဇူဝင်အာလုံကစူဝေးနေကြပါတယ်အာလုံကမြေပြင်မှာဒူထောင်းနေကြပြီးဆဲလုရှောင်းမှုနဲ့ကြောင်းမှုတွေကိုခန်းစားနေရပါတယ်ထိုနေရာတစ်ခုလုံးကလည်းတဆိတ်ငင်တက်နေပါတယ်သူတို့ရဲ့ရှေ့မှာမင်းမျိုးနွဲတွေရဲ့ဝိညာဉ်ပြားတွေကိုခြေဆွဲထားတဲ့ဘိုးဘေးအုပ်ခုဟာရှိပါတယ် ဗိုလ်ဘေးအုပ်ခုထဲမှာဝိညာဉ်အများပြားရှိပေမဲ့ဘာအလားပေါ်မှမရှိပဲရွေးရှင်းနေပါတယ်ဝလင်ကဗိုလ်ဘေးအုပ်ခုထဲမှာရက်နေပြီးမရင်းနှီးတဲ့နမဲတွေကိုကြည့်နေပါတယ်နောက်ဆုံးမှတော့အပေါ်ဆုံးမှရှိတဲ့ဝန်ကြောက်ဆိုတဲ့အပြားကိုမြင်လဲရပါတယ်ဝလင်ကတိတိစိတ်နဲ့စဉ်းစားနေတော့ဝန်ကြောက်ရဲ့အတိတ်ကအဖြစ်အပျက်များကိုမြင်အောင်လာမိပါတယ်ယခုသူကပြန်လာတဲ့အခါသူတို့ကကောင်းကင်နဲ့မြေကြီးလိုကောက်ဝေးနေပါပြီ ဝမ်ကြောက်ကဝမ်လင်းကိုပေးထားတဲ့ဂရီးကိုတီးခဲ့ပါတယ်ဝမ်လင်းကိုငြင်းချမ်းစွာနဲ့ကျဉ်ကျဉ်နိုင်အောင်လို့ဝမ်မီသားစုရဲ့တားဆိုင်မျိုးဆက်တွေကိုသူ့ရဲ့တက်တန်းကိုဆုံးတဲ့အထိဆောက်ရှောက်ပေးခဲ့ပါတယ်ဝမ်လင်းကတပင်းကိုချလိုက်ပါတယ် ဒီတစ်ခေါက်ပြင်လာတော့သူ့အတွက်ဟင်းသာပရာချိုကအရန်အိုးမှာဒစိမ့်ဆန်းနေတယ်လို့ခံစားရပါတယ်။သူ့ရဲ့သားစိတ်မျိုးဆက်တွေရတော့တန်ယုံစိတ်မရှိတော့တယ်လို့ပါပဲ။သူအခုခံစားရတာဝန်းနေမှုနဲ့နာကျင်မှုပါ။ထိုလူရဲ့ထဲမှာချစ်ခင်မှုတစ်စက်မောက်သူကရှာမတွေ့ပါဘူး။ပထမဆုံးအချိန်ဖြစ်အချိန်ကာလရဲ့စီစဉ်မှုကရစတဲ့မြေဒစင်းလို့သူ့ရဲ့အတိတ်ကအမတရားကောင်းနေအားလုံးကစိတ်ကြောသွားတယ်လို့ကိုယ်တိုင်ခံစားလိုက်ရပါတယ်။ဘိုးဘေးအုပ်ကူရဲ့အပြင်ဘက်မှာဝမ်မီသားစုရဲ့သားစိတ်မျိုးဆက်တွေကအသက်ကိုနောင်ဖြည်းဖြည်းချင်းပဲရှူဝဲကြပါတယ်။သူတို့ရဲ့နှလုံးခုန်တမ်းမြင်လာပြီးမင်းကြီးပဲရင်းနှီး လိုရှိတဲ့ဘိုးဘေးကိုဂူးဆိုင်နဲ့ကြီးနေကြပါလေအကြီးကဲရှေးအောက်ကဝမ်မီသားစုရဲ့တားဆိတ်မင်းဆက်တွေရဲ့ရှေ့မှာလူထောင်နေကြပါလေဝမ်လင်းကိုတိတိစိတ်နဲ့ကြီးနေတော့သူစီကားနဲ့အသက်အရွယ်နဲ့ဝမ်လင်းမှုကိုခံစားရသလိုပဲဝမ်လင်းရဲ့အကြီးကအပေါ်ဆုံးကဝိညာဉ်ပြားကနေစပြီးအောက်ကိုဆင်းလာကောင် ဘိုးဘေးဝမ်ယူထိုနေရာမှာရတန့်သွားပါလေဝယ်လင်းကဝမ်ယူဆိုတဲ့နာမည်ကိုမှတ်မိသလိုတော့ရှိပါတယ်အရင်တုန်းကစပိခန့်မတိမမျိုးနဲ့ဇူကဟင်းတပရာဂျုံနဲ့စစ်ဖြစ်တုန်းကကျင်းကျက်နိုင်တဲ့ကလေးလေးကိုဖမ်းဆီးခဲ့ပါတယ်ထိုထဲရတယောက်ကတော့ဝမ်ယူဖြစ်ပါတယ်အိုက်ကောင်လေးရဲ့တက်တန်းကလည်းကိုဆုံးသွားပြီပဲဝမ်လင်းကပို့ပြီးတော့ဝမ်းနေလာပါတယ်သူ့ရဲ့ရင်ထဲမှာရှုပ်ထွေးတဲ့ခန်းစားချက်တွေကိုခန်းစားနေရပါတယ်မြေတောင်တစ်ခတ်အတွင်းမှာပဲရာဇုနစ်ဘော်ကိုများစွာကုန်လွန်သွားခဲ့ပါပြီပြန်ကြည့်လိုက်တော့အချိန်ကာလရဲ့စီစဉ်မှုကြောင့်အရာအလုံးကပြောင်းလဲသွားခဲ့ပါပြီသူတီးတဲ့လူတယောက်အောင်ရှောက်တွေးဖို့ကရအောင်မှခက် ခဲနေပါပြီစဉ်းစားနေရင်သူကလှည့်ပြီးတော့ဘိုးဘေးအုပ်ကူကနေထွက်လာခဲ့ပါတယ်ကွင်းပြင်းမှာဒူထောင်းနေတဲ့လူတွေကိုကြည့်ပင်မဲ့သူတို့အားလုံးမှာသူ့ရဲ့သွေးသားကပေါဝင်နေပြီမဲ့ဆွေမျိုးလို့တော့မခံစားရပါဘူးမင်းတို့အားလုံးကအခု ိုဘသာကိုရက်တီကြနောက်ထပ်ကျဉ်းကျန်းသူတွေကလူလောကမှာဝင်ရောက်စဖတ်မှာမဟုတ်တော့ဘူးကြီးကျက်ခံထားတဲ့ဝမ်မင်းဆက်အတွက်ဘသူမဆိုအရေးချင်းရှိရင်အမွေကိုထောင်စုနှစ်ပေါင်များစွာထိမ့်သိမ်းထားနိုင်လိမ့်မယ်မင်းတို့အလုံးကအသိဉာဏ်နေပြီးရက်ဆက်ကြမယ်ဆိုရင်ဒီဥစ္စာဌာနတွေကိုမလိုအပ်ဘူးအရင်ကအဖြစ်ပြက်တွေကအညှိုးတေးဝိညာဉ်ကြောင့်ဖြစ်ခဲ့တာဆိုပေမဲ့ဒီဝမ်မင်းဆက်ကဝမ်းနေမှုတွေနဲ့ပြည့်နေတယ်ဒါကဝမ်မီတာစုကြောင့်ဖြစ်ခဲ့တာဆိုရင် အခုမင်းတို့အားလုံးကတမန်ပြည်သူတွေပဲဖြစ်တဲ့နယ်ဝမ်မီသားစုရဲ့ကံကြမ္မာကိုကန်တွေပြီးရဲ့နောက်ဝလင်ကတားစိတ်မိဇက်တွေကိုအစ်ဆက်ဆွမ်းနဲ့ကြည့်ပြီးလက်ကိုဝင်းလိုက်တော့ကောင်းလင်းထဲကိုပြန်တက်သွားပါတယ်တာရှန်နဲ့ခေါင်းကြီးကောင်လေးတို့ကလည်းသူ့ရဲ့နောက်ကနေလိုက်သွားကြပါတယ်ပေ30အရွယ်ရှိတဲ့လေကြီးကလည်းလိုက်ပတ်သွားပါတယ်ဝလင်ကထွက်သွားပြီးရဲ့နောက်ကွင်းမင်းတို့ခုလုံးကတိုက်စိတ်သွားပါတယ် အချိန်တော်ကြာပြီးရင်တော့အကြီးကဲရှစ်ယောက်ကမိုင်တွေနေရဲ့မျက်နှာတွေနဲ့ထားရလိုက်ကြပါလေသူတို့ကပုံဝင်ချင်းရလူတွေကိုရဆက်ဆွာနဲ့ကြည့်ပြီးတယောက်ကအဆက်ဆွာနဲ့ပြောလိုက်ပါလေငါတို့ကဘိုးဘေးကိုဒေါသထွန်းကိုလုံမိခဲလို့မှားသွားခဲ့ပြီဒီနေ့ရောက်စပြီးမြို့နယ်စုမကိုဥပဒေတည်တွေကိုပြဋ္ဌာန်းမယ်ဘသူမဆိုချိုးဖောက်တာနဲ့တည်ရမယ် ဝလင်ကကောင်းကင်နဲ့မြေကြီးရဲ့ချားမှာဂျူလီယာနီပါတယ်သူရဲ့တားစိတ်မျိုးဆက်တွေကိုကန်တွေပြီးရင်တော့သူရဲ့ရင်ထဲကဝန်နေမှုကရုံမသွားပါဘူးသူကမိုးတိမ်ခိုင်းစီကိုရှော့သွားပါတယ်တွားနေတော့သူရဲ့မျက်နှာအနေငယ်ပြောင်းလဲသွားပြီးအဝေးကိုကြည့်လိုက်ပါတယ်ဖေထမုံများစွာရှီလီယာတဲ့ကင်းချိပြားကြီးတစ်ခေါင်ကကောင်းကင်ထဲမှာမြန်ဆန်တဲ့ပြန်တန်းလေးရောက်သူကတွေ့လိုက်ရပါတယ် ကင်းချေပြားရဲ့ကျောပေါ်မှာကြီးညံ့သူအချို့ဟာရှိပြီးအထက်ရတယောက်ကကောင်းကင်ဘုံသားတယောက်ရဲ့အရှင်ွားလေးကိုထွက်လွန်နေပါတယ်။သူကအဝိုင်အောင်ဝေးုံနဲ့ကျောမှာဓာတ်ချောင်းကိုလည်းလွှဲထားပါတယ်။လေပြေလင်းကြီးနေရာသူ့ရဲ့ဝတ်စားလေးကိုတလင်းလင်းနဲ့ဖြစ်စေပြီးသူ့ကိုကြော်ရှင်းလာပါစီပါတယ်။ဟွန်လုံခိုင်းချုပ်ဝလင်ကထိုလူ့ကိုမြင်တော့မျက်လုံးများကျဉ်သွားပြီးသူ့ရဲ့မျက်လုံးနေရာတောက်ပါလာပါတယ်။နဆိုးဉင့်ပြီးမှမြင်တွေ့ခဲ့ရတဲ့ပုံသူကချက်ချင်းပဲစိတ်ထဲမှာပေါ်လာပါတယ်။ကင်းချေပြားအရန်အောင်မှမြင်ပါတယ်။မစီတမိတ်အတွင်းမှာပဲအလျင်မြန်နဲ့ပြတ်ကွက်သွားပါတယ်။ဒိုးရတဲ့ဝလင်ကကင်းချေပြားရဲ့နောက်ကျောကနေသူ့ကိုကြီးနေတဲ့အကြည့်ကိုခံစားမိပါတယ်။ ်ကောင်းလေးမစိုးဘူးပဲသူကကြီးနေတဲ့အချင်းနဲ့တူခပ်ဖွားရေတန်းဝလင်းရဲ့နားထဲကိုဝင်လာပါတယ်ဝလင်းကမျက်မှောက်ကျုပ်လိုက်ပြီးမြေကင်းချိပြားပြက်ကွက်သွားတဲ့နေရာကိုကြည့်လိုက်ပါတယ်ခဏတစဉ်းစားပြီးရဲ့နောက်မိုးတိမ်ခိုင်းစီကိုဥထီသွားပါတယ်ထိုကိစ္စတစ်ခုလုံးကထူးဆန်းလုံးပါတယ်ဝလင်းကပေါ်ပေါ်ဆာနဲ့မလိုရဲပါဘူးထိုင်ရွန်ကမိုးတိမ်ခိုင်းရဲ့ကွင်းပြင်မှာဝလင်းကိုစောင့်နေတုန်းမှာဝလင်းကထိုနေရာကိုလာမယ်ဆိုတာသူကသိပါတယ်သူ့မှာအချိန်အများကြီးကမကြံတော့ပါဘူးသူ့ရဲ့ကြင်ကြက်မှုအစဉ်ကစိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းနောက်ပိုင်းအစဉ်ရဲ့အထွန်းထိပ်အစဉ်အထိကိုကြဆင်းသွားပြီးစိတ်ဝိညာဉ်အတင်ပြောင်းခြင်းအစဉ်ကိုပြန်မတက်နိုင်တော့ပါဘူးသူ့ရဲ့ ဲ့တက်တန်းကလည်းတဖြည်းဖြည်းနဲ့ကိုဆုံးသွားပါပြီ။မူလာသူ့ရဲ့ရေချင်းနဲ့ဝင်လင်းရဲ့ညံလေးနဲ့ဆိုရင်ဒီလိုမဖြစ်သေးပါဘူး။လွန်ခဲ့တဲ့အနှစ်တရာမတော်တဆတစ်ခုကဖြစ်ခဲ့ပါတယ်။သူကရင်ထိုမတော်တဆမှုကလည်းသူ့ရဲ့ဆန္ဒအလျောက်ပါ။ထိုနေ့မှလူတစ်ယောက်ကထိုင်ရန်ရှိကောင်းကင်ရနေဖြည်းဖြည်းချင်းပေါ်လာပါတယ်။ဝင်လင်းကထွက်လာပြီးယင်းဒီရဲ့မြင်ကွင်းကိုကြည့်လိုက်ပါတယ်။သူ့ရဲ့အချီကထိုင်ရန်ပေါ်ကိုကြောက်တော့ပါတယ်။ထိုအချိန်မှာထိုင်ရန်ကရက်လိုက်ပြီးစိတ်လှုပ်ရှားမှုများနဲ့ပြင်းထန်နေပါတယ်။ဝင်လင်းကိုကြည့်ပြီးသူကတပင်းကိုချကလီစားစွာနဲ့ထိုင်ရန်ကကျေးဇူးရှင်ကိုနှုတ်ဆက်ပါတယ်။ဝယ်လင်းကတော့တင်ငိမ့်စွာနဲ့ဂျိုးဦးကပုံပါလေ။ ထိုင်ဝမ်ရှုပ်ထွေးရမှုရာကိုပြလိုက်ပါတယ်ခနာတာစင်စာဘီရန်တော့သူ့ရဲ့မျက်နှာမှာခါတိတဲ့ပြုံးတစ်ခုကပေါ်လာပါတယ်အဲ့ခလေးမလေးဂျိုယူကဟင်းသားဗရာဂျိုကနေလွန်ခဲ့တဲ့နှစ်တရာထဲကနေထွက်သွားခဲ့ပါပြီဝလင်ကအကောင်းကြီးကိုကြည့်လိုက်ပါတယ်သူ့ရဲ့စိတ်ထဲကဝန်နေမှုကပို့ပြီးတော့ပြင်းထန်လာပါတယ်သူကတပင်းကိုချပြီးထိုင်ဝမ်ကိုကြည့်ကဒါကြောင့်မင်းရဲ့တတန်ကလည်းကုန်ဆုံးနေပြီမင်းရဲ့ကျင့်ကြံမှုအစင်ကလည်းကျဆင်းသွားလာသူကမေးလိုက်ပါတယ် ထိုင်ဝမ်တိတ်ဆိတ်နဲ့စဉ်းစားပြီးရတော့ခေါင်းညှိလိုက်ပါလေကျိုးဦးရဲ့ကြီးညက်မှုအစင်းနဲ့ဆိုရင်ဟင်းသားဗရာချူဝါနေထထောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးသူမရဲ့ဆာနာကိုဖျက်ဆီးပြီးဖို့အတွက်သူ့ရဲ့ကိုပိုင်အတန်းနဲ့ကျိုးဦးထိုင်ရဲ့အကူအညီနဲ့ကောင်းငင်ကြောက်အများကြီးကိုတုံးပြီးကျိုးဦးကိုစိတ်ဝိညာဉ်အတင်ပြောင်းခြင်းအစင်းရောက်အောင်လို့ကူညီပေးခဲ့ပါလေအတိတ်ပဲမရှိလိုက်တာ ဝလင်ကမျက်မှောက်ချုပ်ပြီးထိုင်ရုံကြီးလိုက်ပါလေ။သူကဘာမှထပ်မပြောတော့ပါဘူး။သူ့ရဲ့တုံတုံအိတ်ကိုပုတ်လိုက်တော့ကောင်းကင်ဘုံကြောက်တဲ့အများကြီးကထွက်လာပြီးကောင်းကင်မှာဝဲနေပါလေ။ပြီးတော့ဝလင်ရဲ့ညာလက်ကလီဟာနေစီကိုရောက်သွားပါလေ။တောက်ခေါက်တန်ကလည်းထွက်လာပြီးကောင်းကင်ဘုံကြောက်တဲ့အများကြီးကပြုတ်ကွဲသွားပါလေ။တိတ်သေးတဲ့ကောင်းကင်ဝင်းကျင်ဆွမ်းရင်ကဝလင်ရဲ့လက်ထဲမှာဘောလုံးပုံတံဖြစ်လာပါလေ။ပုံဝင်းကျင်တစ်ခုလုံးကလည်းကောင်းကင်ဘုံဆွမ်းရင်များနဲ့ပြင်းထန်နေပါလေ။ကောင်းကင်ဝင်းကျင်ဆွမ်းရင်ဘောလုံးကိုကန်ပြီးဝလင်ကထိုင်ရုံရဲ့ခနာကိုယ်ထဲကိုဖိထည့်လိုက်ပါလေ။ထိုင်ရုံရဲ့ခနာကိုယ်ကတွန်ခေါက်သွားပါလေ။သူ့ရဲ့ခနာကိုယ်ထဲမှာမီးလောင်နေတယ်လို့ခံစားရပါလေ။ဝလင်က ကောင်းကင်ဘုံကျောက်တွေကိုထထုတ်ပြီးပြစ်လိုက်ပါတယ်။ကွင်းပြင်မှာတုံငုံငယ်လေးတစ်ခုပါဖြစ်လာတဲ့အထိပါပဲ။ဝယ်လင်းကလှည့်ပြီးတော့လေထဲကိုရှောက်သွားပါတယ်။ကျိုးယူကြောင့်မင်းရဲ့ကြင်ညက်မှုအစင်းကကျဆင်းသွားတာ။ဒါကကံကြမာရဲ့အကြောင်းတရားပဲ။အခုငါမင်းရဲ့ကြင်ညက်မှုအစင်းကိုပြန်တက်လာအောင်လို့ကူညီပေးပြီးပြီ။ဒါကကံကြမာရဲ့အကျိုးပဲ။ဒီကောင်းကင်ဘုံကျောက်တွေကိုတော့ငါရဲ့ဝမ်မီသားစုရဲ့စက္ကန့်သူတွေကိုယူဆိုင်ပေးတဲ့အတွက်ကျေးဇူးတုံ့ပြန်မှုအဖြစ်သဘောထားလိုက်။ဒီနေ့အစပြီငါရဲ့ဝမ်မီသားစုရဲ့ကိစ္စမှာမင်းရမပါဝင်တဲ့တော့ငင်းချမ်းစွာနဲ့ပဲကြင်ကြံပါထိုင်ဝဲခန္ဓာကိုယ်ကလည်းတုံ့လို့သွားပါတယ် ကောင်းကင်ဘုံစွမ်းအင်းတွေကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုတွန်းဝင်လာတဲ့အများသူ့ရဲ့ကျင့်ကြံမှုအစဉ်အားအမြန်အစံနဲ့ပြန်တက်လာပါတယ်ဝင်လင်းကပြက်ကွက်သွားတဲ့ပုံရင်းကိုကြည့်ပြီးသူကခေါင်းညက်လိုက်ပါတယ်အလင်းနဲ့ကိုကူကကောင်းကင်ကိုထိုးဖောက်ပြီးထိုင်ရင်ရှိကိုအမြန်ပဲကြောက်လာပါတယ်ဒါကူလန်းအင်းတွေပြင်းထန်တဲ့ဒါစွမ်းအင်းများလည်းထွက်ပေါ်လာပြီးပုံဝင်ချင်းတစ်ခုလုံးဖုံးလွှမ်းသွားပါတယ်ဒီဓာတ်လေးကိုမင်းတို့ပြီးမယ် ဝလင်ရဲတန်အဝေးလက်နဲ့လီဟာနေကနေထွက်ပေါက်လာသလိုပါပဲမူတိန်ကောင်းကင်ခံရကန်ဂျမာကိစ္စကိုကင်တွယ်ပြီးရနောက်ဝလင်ကကောင်းကင်ထဲကိုပြန်သွားပါတယ်ဝလင်ရဲခေါင်းထဲမှာရင်းနဲ့ရငါးရီယာပေါ်လာပြီးဖြည်းဖြည်းချင်းလည်းပတ်နေပါတယ်သူ့ရဲ့တားဆင်မျိုးဆက်တွေရဲ့ကန်ဂျမာနဲ့မူတိန်ခံရုံကင်တွယ်ပြီးရနောက်ကန်ဂျမာပေါ်သူ့ရဲ့နားလည်မှုက ရုတ်တရက်မြင့်တက်လာပါတယ်ငါရဲ့နေပယ်ထဲကအလင်းပင်းမှုကဒုတိယအဆင့်ရဲ့အဓိကအချက်ပဲကန်ဂျမာနေပယ်ရကန်ဂျမာရဲ့အကြောင်းရှိရင်အကျိုးဝရှိရမယ် ပြည်ပဆောင်တဲ့ကံကြမ္မာတစ်ခုကစုံဝန်တစ်ခုဖြစ်လာနိုင်ပြီးမီးယုံတွတ်နိုင်တဲ့စုံဝန်တွေကိုပြီးမြောက်အောင်လုပ်ဆောင်ပါပဲ။ငါရဲ့ကံကြမ္မာကိုအမှန်တကယ်ပြီးမြောက်အောင်လို့လုပ်နိုင်လိမ့်မယ်။ငါဟင်းသားဗရာချို့ကိုပြန်လာရတာဒီကိစ္စနဲ့ကန့်ညီမယ်လို့မထင်တော့ဘူး။ဝန်လင်းကတပင်းကိုချပြီးမျက်လုံးကိုမှိတ်လိုက်ပါတယ်။သူ့ရဲ့ဝိညာဉ်စွမ်းကဂျိုးတစ်ခုလုံးဖုံးလွှမ်းသွားပါတယ်။ကံကြမ္မာနဲ့ပဲငါ့ကိုကူညီတဲ့သူအလုံးကိုပြန်ဆက်ရမယ်။ငါမတရားလုပ်ခဲ့တဲ့သူတွေနဲ့ကံကြမ္မာအလုံးကိုလည်းအဆုံးသတ်ရမယ်။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အလုံးကိုကျေးဇူးအထူးမြင့်တင်ရှိပါတယ်။